ကလေးမလေးကို၃ယောက်ပေါင်းပြီးမတိန်ချင်းပြစ်တယ်။ပြီးတော့အပိုင်း၃ပိုင်းဖြတ်ပလိုက်တယ်။တတ်တဲ့လူကလည်း၃ယောက်ပေါ့နော်။တစ်ယောက်ကိုဖမ်းမိထားတယ်ပေါ့။စေးအလွန်အကျွံတုံးပြီးတော့တတ်ပြစ်တယ်။မတိကိုမတိနဲ့မူရစေးဝါးကိုဘာမှမဖြစ်ပါဘူးမဆွဲလန်းပါဘူးမကြောင်ပါဘူးမကောက်ပါဘူးဆိုပြီး၃ရတယ်။ အားလုံးမင်္ဂလာပါမိုးရဲ့ channel ကိုကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တစ်ဆက်ပေးခြင်းနဲ့ပြောရတော့ live မှာအရောက်မှာနမကြီးနေတယ်ဖြစ်ပြီးသားမှာပေါ့နော်အားလုံးပြုခြင်းခံလိုက်ရပြီးတော့ဒီအသက်ဆုံးရှုံးသွားတဲ့22နှစ်အရွယ်ဒီ main ကလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုဆိုလို့ရှိရင်ဒီသူ့ကိုပြုခြင်းတဲ့သူတွေအကြောင်းကိုပြပြလာပါပေါ့နော်ပြုခြင်းခဲ့တဲ့သူတွေကစိတ်တွေအလွန်ကြုံတုံ့ဆက်ပြီးတော့ဒီပြုခြင်းခဲ့တယ်ဆိုပြီးတော့ပြပြလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်ကြည့်တယ်မျိုးလည်းဘုဒ္ဓရာသင်္ကန်းစာရအောင်လို့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော်ကြည့်ကြအောင်ပြီးတော့ လေးမလေးတယောက်ကိုနော်နေရနေပြီးတော့မှရန်ကုန်ကိုတက်လာတဲ့ကလေးမလေးပေါ့နိုင်ငံခြားသွားဖို့အတွက်တက်လာတာ အဆောင်မှနေနေတာပေါ့ကလေးမလေးကညပူလို့ဆိုပြီးတော့မှရေချိုးကိုအောက်ကိုဆင်းလာတယ်လို့ပြောတယ်အဲ့ချိန်မှာချောင်းနေမှာပေါ့အနီးနာခွေးတောင်စားတရစကားပြောနေနေကြမ်းလိုက်အောင်မယ်ကလေးမလေးကို 3ယောက်ပေါင်းပြီးမတိန်ကျင်ပြစ်တယ်ပြီးတော့အပိုင်း3ပိုင်းဖြတ်လိုက်တယ်ဖြတ်ပြီးတော့လော်ကားဥယျာဉ်ဘက်မှာတွတ်လွန့်ပြစ်ထားတာပေါ့ကလေးမလေးကရွှေပြည်တာအဆောင်မှနေနေတာရွှေပြည်တာဘက်ကအဆောင်မှနေနေတာအမျိုးသမီးဆောင်ပါပေါ့ဆိုတော့အဲ့ဒီတတ်တဲ့လူကလည်း3ယောက်ပေါ့နော်တယောက်ကိုဖမ်းမိထားတယ်ပေါ့စေးအလွန်အကျွံတုံးပြီးတော့တတ်ပြစ်တာပေါ့မရင်းကျင်ပြီးတော့တတ်ပြစ်တာ ကျမတို့မူရင်စေဝါနဲ့ပတ်သက်ပြီးမှတအားပြောထားတာပေါ့နော်ကျမဆိုရင် ကျမကိုတော်တော်လေးအဲ့ဒီဘက်အချမ်းကလူတွေကကျမကိုဘယ်အချိန်ဘာလုပ်မယ်ဆိုတော့မပြောနိုင်ဘူးကျမအဲ့လောက်ထိပြောထားတာပေါ့ကျမတို့တိုင်းပြည်မှာလက်ရှိအခက်အခဲဆုံးရင်ဆိုင်နေရတာမူရင်စေဝါပြတနာမူရင်စေဝါ NDA ဘူမတိကိုမတိနဲ့မူးယစ်ဆေးဝါကိုဘာမှမဖြစ်ပါဘူးမဆွဲလန်းပါဘူးမကြောင်ပါဘူးမကောက်ပါဘူးဆိုပြီးတုံးကြတယ်တုံးပြီးတော့မထိန်နိုင်ဘူးငကိုကမှညံရင်နှိမ့်တဲ့အမျိုးတွေစိတ်ခံစားချက်ကို မထိန်နိုင်ကြအောင်ဖြစ်တင်လားမဖြစ်တင်လားဆုံးဖြတ်ချက်မချနိုင်ကြအောင်လှုပ်တင်လားမလှုပ်တင်လားအုံနောက်ကမတွေးခေါ်မစဉ်းစားနိုင်ကြအောင်အဲ့တော့ ခိုးတယ်နော်လှူတယ်ခိုးလို့မရရင်ဥမဲ့လမ်းပျော်ကလေးတွေတဲ့၃၄ယောက်ကအုပ်စုဖွဲ့ပြီးတော့နော်လူကြီးတယောက်ကိုပတ်စံတောင်းတယ်စူးလီဘက်မှာမပေးတော့ဓားတွေနဲ့လီးပြီးဒုတ်တွေနဲ့ရိုက်ပြီးတော့ထွက်ပြေးကြတယ်တဲ့ကျမတို့နိုင်ငံမှာဖြစ်နေတာ ရန်ကုန်မြို့ကြီးမှာပေါ့ဘလောက်ကြောက်ရှာကောင်းလဲဆိုတာအဲ့ဒါစေးသုံးနဲ့အချိုးမူရစေးသုံးနဲ့အချိုးဆက်တယ်နော်မူရစေးကိုလွယ်လွယ်လေးရနေတာအားလုံးခလေးတွေကြားထဲမှာ လူကြီးတွေကြားထဲမှာနော်ကိုပိုင်အလုပ်ရှိတဲ့လူတွေအားလုံးကလည်းကိုကိုပိုင်အလုပ်ကိုကိုစိတ်မဝင်စားတော့ဘူးအချောင်ပဲစိတ်ဝင်စားတော့တာမူရစေးသုံးပြီးတော့ အလုံးမလုံးချင်ကြတော့လက်ကြောတင်းအောင်ပေါ်ချောင်းမယ်ငကိုရှိတဲ့အလုတ်ကပင်ပန်းတယ်လေအဲ့တော့အချောင်စိတ်တက်နဲ့လူတွေကလင်ကချစ်ကြမယ်ဖြန်ကြမယ်နော်မူရစ်ဆေးကိုတုံးပြီးတော့ပြန်ရောင်းမယ်ကျမတောက်လျှောက်ပြောခဲ့ပါတယ်အဲ့ဒါ သူတို့ကိုပိုင်အတိညာဉ်ကြီးပျောက်ဆုံးကုန်ပြီဖြစ်တင်တာတွေလှုပ်တင်တာတွေမစင်စားတော့ဘူးလက်တလောရဲ့စိတ်ကြက်တဲမှုနောက်ကိုပဲလိုက်ကြတော့တာလိုက်ပြီးတော့အလွယ်တကူဖြည့်ရှင်းကြတာပေါ့နော်ခလေးတွေကလပ်ထဲရောက်လာတယ်ရိုးရိုးရောက်လာတယ်မထင်နဲ့ဘာဝင်ငွေရှိလို့ရောက်လာတာလေသူတို့က အမြဲတမ်းကလပ်ထဲမှာကလေးတွေအပြင်းနဲ့သူတို့မှာဘာဝင်ငွေရှိလေအနှိမ်နေလို့မထင်နဲ့တော့ကျမပြောတဲ့စကားထဲမှာနှိမ်တာမပါအောင်အမှန်တရားကိုပြောတာမိန်ကလေးတွေကလပ်ထဲကိုအလုံးမရှိအကင်မရှိရောက်လာရင်ဘာနဲ့ရောက်လာတာလဲစဉ်းစားပေါ့ကျမရှေ့ဆက်ပြီးပြောမကောင်းကျမကျမလည်းကိုချင်းစားတယ်တမီးလေးရှိတယ်ကျမကိုနိုင်ကလည်းအကြာကြီးအဲ့ထဲမှာနေလာတာယောက်ျားလေးတွေကလေးတွေ ကိုပိုင်အလုပ်ရှိတဲ့လူတွေကတို့စတိလေးနဲ့တို့တုံးပြီးတော့တို့ခဏလာအပန်းဖြေမယ်ဒါရှိရပါတော့ကိုပိုင်အလုပ်မရှိတဲ့ကလေးလာခိုးခိုးပြီးတုံးတာအဲ့ကလေးထဲမှာပျော်တာတခုခုပစ္စည်းဟိုလစ်မယ်မကြမ်းနဲ့လူလစ်မယ်မကြမ်းနဲ့ဖုန်းလင်းဖုန်းနိုင်သွားတာခိုးပြီးတော့မှအာပျော်ပြီးရုံမယ်ယာမအတီးအလွယ်တကူရတယ် တစ်လုံးမှဘယ်လောက်မှရှိတာမဟုတ်အနှလုံးသုံးလုံးလောက်တုံးပြီးလို့ရှိရင်ကိုကိုကိုလူဖြစ်ပြီးထင်ပြီးတော့မှရက်ွက်ထဲလိုက်ဒုက္ခပေးနေခုနလိုက်ပတ်ခိုးလိုက်ဒီနလိုက်ပတ်ခိုးလိုက်ခိုးလို့မရလို့ရှိရင်ချိန်ချောက်ပြီးတော့လှူလိုက်အလစ်တုံးလို့မရလို့ရှိရင်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်လိုက်နေကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာလူကြီးမင်းတွေကလည်းသူတို့ဟာနဲ့သူတို့တို့တိုင်ပတ်နေတယ် ဘယ်လိုလုပ်မလဲကို့အချင်းချင်းကို့ပြည်သူအချင်းချင်းမှမထိန်သိမ်းလို့ရှင်ဒီဟာတွေကတနေ့ကျရင်ကို့အိမ်ပေါ်ရောက်လာမှာနော်ကျမတတိကြီးကြီးပေးတာကျမတို့အချင်းချင်းပြန်ထိန်ရမှာကျမစနစ်အကြောင်းပြောပါတယ်ကလိန်ကချစ်လူစိုးလူညစ်တွေကလည်းစနစ်တစ်ခုမှာအနိုင်ရဖို့အတွက်သူတို့လည်းတိုက်ပွဲဝင်နေရပါပဲကျမတို့လည်းစနစ်တစ်ခုအနိုင်ရဖို့အတွက်ကျမတို့လည်းအရှုံးမပေးတဲ့အနေနဲ့တိုက်ပွဲဝင်ရမှာပဲ ကလိန်ကချစ်တရားကလိန်ကချစ်ကြမှာပဲဟိုးအောက်ခြေလူတန်းစားကနေစပြီးဟိုးအထက်အရာရှိတွေဒီဟိုးအပေါ်ဆုံးအထိကျမတို့လည်းစနစ်တစ်ခုတိုက်ယူပါမှာပဲကျမတို့ရဲ့နစ်နာတဲ့ပြည်သူတွေကကလိန်ကချစ်တွေလူစိုးတခိုးတွေဂျပိုးတွေနေရာမပေးမိဖို့လိုတယ်အရှော့မပေးမိဖို့လိုတယ်နော်အခုကဖြစ်နေတာက ကိုယ်အိမ်ပေါ်ရောက်မလာသေးတော့အားလုံးကပော့ပော့လေးတွေးနေရွှေပြည်သားမှာအဲ့ကလေးမလေးအသက်20နှစ်တနစ်ပဲရှိသေးတယ်ဘယ်လောက်ရင်နာစရာကောင်းလဲမလိန်လဲကြင်ကန်ရတယ်ခန္ဓာကိုယ်လဲစိတ်စိတ်အပိုင်းပိုင်းဖြစ်ပြီးတော့လွန့်ပြစ်ခံရတယ်စိတ်ကြောင်နေတာနော်လူမဲ့ခိုးမဲ့ဓမြတိုက်မဲ့စိတ်အာတာဖြေဖို့အတွက်လုံမယ်အဲ့လူတွေကိုကိုနီကိုဟန်နဲ့ရှင်းပြရမှာ အဲ့လိုပြောလို့တမျိုးထင်နေနေအောင်နော်ကျမတို့နိုင်ငံလူမိုက်ဆိုလို့ရှိရင်လူတွေကလူရန်ကားတွေနဲ့တွဲပြီးမြင်လာပညာရှိလူမိုက်အကြောင်းလဲကျမပြောပြဘူးပါလေလူရန်ကားနဲ့လူမိုက်နဲ့မတူဘူးလူရန်ကားတွေကိုနေရာမပေးမိဖို့လိုတယ်လူရန်ကားတွေကို ရှင်းထုတ်ပြဖို့လိုတယ် ျမတို့အချင်းချင်းထိန်းသွားမှာပဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ဘလို့ထိန်းမှာတွေးကြည့်လေနော်ကြောက်စရာကောင်းတယ်နော်လူကြီးတယောက်ကိုကလေးလေးယောက်ကရိုးရိုးပဆန်တောင်းလို့မရလို့လှူတယ်တဲ့လှူတာတော့ရိုးရိုးလှူတာမဟုတ်ဓာတ်နဲ့ဆွဲချက်သွားတယ်တဲ့လူကြီးတော့မိန်းကလေးမဟုတ်ဘူး ဒီကြားထဲမှာလဲခိုးဆိုးလူနိုင်တီပေါ်ကဖတ်နိုင်ကတော့ကဖတ်နိုင်တင်းကတော့ပျောက်တော့ပျောက်နေတလောက်ဖြစ်နေပါပြီအဖြစ်ပညာဝိုင်းပေးတာလေးနော်ကဖတ်နိုင်ကားပေါ်တက်လာပြီဆိုကားစီကားဆရာလည်းမတိမတာနဲ့ပညာအဟိုရင်တတိပေးတယ်ပြည်သူလူထုကလည်းညီတယ်ကဖတ်နိုင်ဆိုလို့ရှိရင်ညီတယ်ညီတဲ့အခါကျတော့ကဖတ်နိုင်ကလောလောဆယ်မှာလှောက်ရှားဖို့တိတ်ပြီးအခွင့်အရေးမရှိဘူးဖြစ် မရှိတော့ပေါ်တင်နေလှူလာတာကဘာနိုင်တဲ့အဆင်မဟုတ်ပဲနဲ့နော်ကျမတို့မိမသားတွေကတော့တတိကြီးကြီးထားပြီးနေပါအမျိုးသားသူကြီးတွေကတော့ဒါတွေအပေါ်မှာကျမတို့မိခိုအားကိုးပါရစေပေါ့ဘာကြောင့်ကလိန်ကချစ်တွေကလေးတွေကလိန်ကချစ်တွေဖြစ်ကုန်တာလဲဘာကြောင့်ကလေးတွေကလွယ်လွယ်ကူကူနဲ့ခိုးဆိုးလူရက်နေကြတာလဲ စနစ်တစ်ခုကအတက်တွင်းခံထားရတာလေကျမတို့နိုင်ငံမှာပညာရေးကိုစိတ်မဝင်စားအောင်ပညာရေးဘက်ကိုနှီးပေါင်းစုံနဲ့နှိပ်ကွထားခံရတာခလေးတွေဘူမတိကိုမတိနဲ့နိုင်ငံရေးကစားသမားတွေရဲ့ကြားထဲမှာ ခလေးတွေအတက်တွေအများကြီးပေးရတယ်တော်ထဲမှာဒုက္ခတွေရောက်ကုန်မြို့မှာကြံနေတဲ့ခလေးတွေက ခလိန်ကချစ်တွေလက်ကြောမတင်ခြေကြောမတင်နေခိုးဆိုးလူရက်တွေဖြစ်ကုန်တာအလုံးလုံးကိုစိတ်ဝင်စားကြတော့အတက်ပညာတစ်ခုကိုအချိန်ပေးပြီးသင်ဖို့အတွက်စိတ်ကိုမဝင်စားတော့တာစေးတုံးမယ်ခိုးမယ်စေးပြန်တုံးမယ်လှုပ်မယ်စေးပြန်တုံးမယ်မိဘကိုဒုက္ခပေးမယ် ရက်ွက်ကိုဒုက္ခပေးမယ်ပြည်သူလူထုကိုဒုက္ခပေးမယ်အဲ့စနစ်တခုတည်းကိုကလေးတွေကရောက်မှန်းမသိရောက်နေကျမတို့တတက်လဲအဲ့စနစ်ကြီးထဲမှာရှင်တန်ကြီးပြင်းခဲ့ရတာလူကောင်းနေဆိုရင်ရည်ချင်းစရာကြီးဥဖြစ်နေလောင်ချင်းစရာကြီးဖြစ်နေမိဘအပေါ်မှာတိတက်တဲ့ตาတမိအလိမ္မာလေးတွေဆိုရင် ဟားချင်းစရာရည်ချင်းစရာကြီးတွေဖြစ်နေ ်မိသားစုစကားကိုနားထောင်လိမ်မာတဲ့ကလေးတွေဆိုဟိုနည်းနေဆိုလို့ရှိရင်နော်လူလိမ်မာလေးတွေဆိုလို့ရှိရင်ရည်ချင်းစရာနှောင့်ချင်းစရာပုံရိပ်ကိုတွင်းထားတာအခုလည်းအဲ့တိုင်းဖြစ်နေတယ်တိုင်မင်းပါမမလုတ်တက်ဘူးဟာဟာဟာဆိုဟဲ့နိကလကလေးတို့မမတော်ဘူးဟုတ်လား ပြီးတော့အဲ့မှာဘဝတွေပြက်တယ်ပညာရေးလဲစိတ်မဝင်စားအောင်အသက်ပညာတခုလဲစိတ်မဝင်စားအောင်ပညာရေးစိတ်မဝင်စားရတာတော့ထားလိုက်ပါတော့ပညာရေးကိုကျမတို့လဲခုချိန်ကြီးကောင်းဤဆိုဤမဝေဖန်မပိုင်းခြားနိုင်ဘူးဘာဖြစ်လဲဆိုကျမတို့ကိုယ်တိုင်ကလဲပညာမကောင်းကောင်းမတင်ခဲ့ရလားစကန်ရလောဟို အပြင်ဟိုတင်အဝေးတင်ဆိုတာဘာမှတတ်တာမှမဟုတ်ဘူးအဲ့ဒါဘာမှတိတာမှမဟုတ်ဘူးကျွန်တော်တို့လည်းပညာရေးနဲ့ပတ်သက်အဲ့ပညာရေးနဲ့ပတ်သက်ပြီးခက်ဆက်ဆက်ကလည်းနှိမ်ကြအောင်ဖန်တီးထားတာပစံရှိမှပညာတင်နိုင်မယ်ပစံချမ်းသာမှဘွဲ့ဒီဂရီတွေအများကြီးရအောင်ယူနိုင်မယ်ပစံရှိမှ အသက်ပညာတွေရင်းနှီးပြီးတော့တင် जा နိုင်မယ်ခေကြီးတဲ့ရောက်နေတာဘာပဲဖြစ်ဖြစ်ပတ်စံပတ်စံပတ်စံနဲ့ဖြည့်ရှင်းပြီးတော့မှသွားရတဲ့ခေကြီးတဲ့ရောက်နေအဲ့တော့အဲ့ပတ်စံရောဘလို့ရှာရတာလဲနိုင်ငံတော်အစ်စ်မွေးထိုင်နေတဲ့လူတပုံကြီးကျမစီမဆိုရင်တရက်တရက်ကေပေးလာချီးတာကေပေးလာချီးရဲ့လူတရက်တရက်အယောက်20လောက်ရှိတယ် ရင်းနှီးတဲ့လူတွေလည်းပါတယ်မရင်းနှီးတဲ့လူတွေလည်းပါတယ်အများကြီးချီတာမဟုတ်ဘူးနော်သူတို့မှာတစ်တောင်းနှစ်တောင်းသုံးတောင်းတိုင်ပတ်တယ်ကျမလည်းအဲ့တော့ပြန်မချီးပေးနိုင်ဘူးဘာလို့လဲဆိုတော့ကျမ KB ထဲမှာလည်းအများကြီးတစ်တောင်းထက်ကိုပိုမရှိဘူးအဲ့လိုဖြစ်ဘာလို့ဆိုတော့နော် တာမန်လူဒန်းစားတွေရကြက်တဲလာတဲ့လူဒန်းစားတွေဖြစ်မှမတိဖြစ်နေတာပေါ့နော်ဆုံးနေတာဘာလို့ဆိုတော့အကုန်လုံးအစအနေပြန်ဆရမယ့်အခြေအနေမျိုးမှာပေါ့နော် အကုန်ဆုတ်ချနေတာပါဒါလက်ရှိရန်ကုန်မြို့ရဲ့အခြေအနေကိုပဲပြောပြတာပါနယ်မြို့ရဲ့အခြေအနေကတော့စစ်ပွဲတွေနေဆိုတော့ ဘာဘလို့ဘလို့ပြောရမှန်းမသိဘူးပါလိမ့်နော်လက်ရှိမှာရန်ကုန်မြို့မှာဖြစ်နေဒီတဲ့ဆိုးမလားတော့မပြောတတ်ဘူးဒီတဲ့ဆိုးရင်တော့တိတ်စားစရာမရှိတောက်စရာမရှိ လူကောင်းတွေကနေလူဆိုးတွေဖြစ်ကုန်မှာလူတွေကဝမ်းတထွာအရေးကြီးတယ်လေစားစရာမရှိရင်ကြံမိကြံရကြံမှာပဲလုံမှာပဲအဲ့တော့အဲ့စနစ်ကြီးကို ဖြစ်မလာအောင်ကျမတို့ပြည်သူလူထုကလည်းတက်ညီလက်ညီနဲ့ဝိုင်းပြီးတော့မှညီညီညွတ်ညွတ်နဲ့ဆောင်ရွက်ရမှာပေါ့နေရာမပေးတဲ့ဤတွေပေါ့အဝေးတွေရှောက်မစင်းစားနဲ့ကျမတို့ပတ်ဝန်းကျင်ကိုပဲစင်းစားကျမတို့မျက်စိရှေ့မှာရှိနေတဲ့အရာကိုပဲစင်းစားဟိုးဟိုးရှေ့ရှေ့ဝဝေးတွေရှောက်စင်းစားပြီးတော့မှအဲ့ဒါမဟုတ်ကဟုတ်ကတွေရှောက်စင်းစားပြီးတော့မှအဲ့ဒါအမားတွေဖြစ်ကုန်ရောကျမတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ကလိန်ကချစ်တွေခိုးဆိုးလူနိုင်တွေဘောနော်ဒါတွေဘောနော်နေရာမပေးဖို့ဗောအခွင့်အရေးမပေးမိဖို့ဗောအလုံးလုံးချင်စိတ်ပေါ်အောင်အလုံးမလုံးချင်တဲ့လူတွေကိုအချုံတမားတွေကိုနေရာမပေးမိဖို့အရန်အရေးကြီးတာဗောတအားအရေးကြီးတဲ့အခြေအနေမျိုးတစ်ခုကိုဖြတ်တန်းနေရတာဗောနော် ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုတွေတော့ဒီလောက်ပါပဲမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီမှာပြောသွားတာဆိုဒီမှတ်သားစရာလည်းပါတယ်ပေါ့နော်ကြည့်တယ်မျိုးလည်းဘူးတရာသင်ခန်းစာရလိမ့်မယ်လို့မျှော်လင့်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင် search ကလေးတွေလည်းဗီဒီယိုလေးအမှာ comment လေးရေးပေးပါရှင်နောက်ထပ်လည်းမိုးဆက်လီတတိနေဟာတာဗီဒီယိုလေးဘူးတရာရက်စရာဗီဒီယိုလေးတို့နေ့စဉ်တိုင်းတက်ဆက်ပေးသွားမှာမို့ဘွတ် channel လေးကို like and subscribe နဲ့တက်ဖို့တောင်းဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါး